လောကမှာသစ္စာဟာအစွမ်းတကုအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနေကြတကယ်ကိုယ့်ဟာကိုသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လောက်ကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့တော့ဆိုသစ္စာစကားဆိုတာမှန်ကန်ဖို့လဲလိုအပ်တယ် မမကန်ကန်လဲဆိုရမယ်စိတ်ဆွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်။အဲဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာ။ကိုယ့်ဘာကိုယ်လဲသစ္စာဆိုလို့ရတယ်။ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်။ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နတ်နှခဲမှာသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားတယ်။ ဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ်အလုတ်ကလေးတွေပဲနော်အလုတ်သွားပြီတခုလုပ်ကန်းကင်တာတွေလုတ်ပြီဆိုလို့ရှိရင်အခုလို့တစ္ဆာလေးဆိုဖို့လို့တစ္ဆာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပဲအကုန်ပါကြည့်တယ်ရံကိစီဝိတံဣဒဝါပူရံဝါတကေတုဝါရံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂနေနာ ဣရံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္ဆေနသောတိဟောတုဣတံပိဓမ္မေရတနံပဏိတံဣတေနသစ္ဆေနသောတိဟောတုဣတံပိတံငေရတနံပဏိတံဣတေနသစ္ဆေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရသစ္စာဆုံးပုံလေးကိုကြည့်ပမာလိုအသေးပဲကလည်းရှင်းရှင်းပဲယံကိစီဝိတ္တံဣဒဝါမူရံတက္ကေတုဝါယံရတနံပဏိတံ ဒီလိုဆိုလို့အဲ့တော့ရံကင်စီဝိတ္တလောကမှာနှစ်သက်စရာကောင်းလာတယ်ပစ္စည်းဥစ္စာဒီလူပြည်မှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိရံကင်စီရှိသမျှယရနာတွေအလုံးအနှစ်သာရယရနာတွေအလုံးနာနောသမအဋ္ဌိတထာကတိနာ ်တော်ဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာဖြစ်ပါဘူးသူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမ ्या တွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောင်များစွာရှိတယ်ကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားတည်းဟူသောယရနာကိုမပြီးပါဘူးလို့ပြောလို့ဆိုတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ် နန္ဒောတမံအတ္တိတထာဂတိနဣဒံမိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေထက်ပိုပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်ဆရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတန်ဓမ္မရှိတဲ့တရားမှာရှိတဲ့တန်ခါမှာရှိတဲ့အဲ့ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောတာမေတ္တာဆုပ်ပြီးတော့မေတ္တာပွားတဲ့ဤ အဲ့တော့နည်းနည်းမိုးတော့လေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တင်မကဘူးအများသတ္တဝါတွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲဟုတ်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရမှာဒါနည်းနည်းပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထို့ထို့ပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟုတ်